အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pie တက်တဲ့အားလုံးမင်္ဂလာပါ။ Arsenal သင်္ကားတော်ဒါအခုလောလောဆယ်မှာတိုက်စစ်မှုတစ်ယောက်ခေါ်ယူဖို့အသေးအံကြိုးပမ်းနေတဲ့အချိန်မှာမနေ့ညက Breaking New သတင်းတစ်ပုဒ်တက်တာပေါ့လေ။ဒါက Arsenal Pie တက်တဲ့တော်တော်များများမမျော်လင့်ထားတဲ့အခြေအနေမျိုး။ဆိုတော့ကျွန်တော်သိထားတာက Arsenal က Benjamin Sesko ထက်စာရင် Victor Jokres ကိုအရာခေါ်ယူမယ်ဆိုတဲ့သတင်းပဲဒါ Sporting Lisbon နဲ့ဆွေးနွေးထားတာတို့ agent တက်နေတာတို့ရောကြီးငွေပေးတာတို့ဘာတို့ညာတို့တော်တော်များများက Jokres 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 နဲ့ press တွေအလုံးကိုပေါ်ပြနေပြီးတော့မှ Mikel Arteta သဘောကျတဲ့ Benjamin Sesko ကိုပြောင်းလဲခေါ်ယူဖို့စတင်ဆွေးနွေးတယ်ဆိုတဲ့အချက်ကအလုံးဝ surprise ပဲဆိုတော့ပြောချင်တာက Arsenal က နိပြအထက်ထလူကျင်တဲ့သူကပဲတကယ်လိုက်ပေးမဲ့ပုံစံမျိုးကိုချိုးသွားတဲ့ပုံစံမျိုးဖြစ်သွားတယ်ဆိုတော့ဘက်ဂျမင်ဆက်စကူကိုအာစနယ်အသင်းကအသေးတန်လူကျင်တယ်အာစနယ်သေးဆိုတဲ့မီကယ်အာတီတာကသဘောကျတယ်ကျွန်တော်ဟိုတနေ့တည်းကပြောတဲ့သတင်းတပုတ်မှာကျွန်တော်မှတ်မိလားဒါအာစနယ်အသင်းကဘယ်လိုပြောမလဲဆိုတော့ဒီသူတို့ကလပ်ဘက်ကသဘောကျတာကဗစ်တယ်ယူကရက်စ်ကိုသဘောကျတယ် အဲ့ယိုကရက်စတဆာရင်အာထေတာကဆက်စကူကူပူသဘောကြတယ်ဆိုတဲ့အချက်ပဲနောက်ဆုံးမှာအခုကလပ်ဘက်ကယိုကရက်စကိုဝယ်လဲအာထေတာကပြဿနာမရှိဘူးလို့ပြောလာသည့်တိုင်အောင်နောက်ဆုံးမှာနီးပြဖြစ်သူကိုပဲသူတို့ဘက်ကအရှော့ပေးပြီးတော့ယိုကရက်စတဆာရင်ဆက်စကူကူလိုက်မယ်ဆိုတဲ့သတင်းပဲတက်တာကဖာဘီစီယိုမှာတက်တယ်ဖာဘီစီယိုမှာပေါ်ပြချက်ရဗင်ဂျမင်ဆက်စကိုနဲ့အေဂျင့်ဖြစ်သူကို အာစနယ်တင်းဘက်ကဆက်သွယ်ထားပြီးတော့ စတင်ဆွေးနွေးမှုတွေပြုလုပ်လျက်ရှိတယ်။ Sasco ကိုယ်တိုင်ကလည်းအတန်းကထွက်မယ်လို့ပြောထားတယ်။ Live Six ကလည်းအတည်ပြုထားတဲ့အချိန်မှာဒီကစားမကိုအာစနယ်ကဒီနွေရာသီမှာအပိသက်ခေါ်နိုင်ဖို့ကြိုးပမ်းမယ်။အာစနယ်ကဘန်ဂျမင်ဆက်စကိုကိုနှစ်ကြိမ်အောင်ကြိုးပမ်းခဲ့ဖူးတယ်။2024နဲ့2024ခုနှစ်ဇန်နဝါရီလနဲ့ဒီမေလအပြောင်းအလဲတစ်ခုမှာနှစ်ကြိမ်လုံးကို Live Six ကပယ်ချတယ်။ပထမကြိမ်လုံးကတနစ်တတန်ထတ်တိုးပြီးတော့အက အလှက်မှာစတင်တဲ့ဇန်နဝါရီမှာထပ်ပြီးပေချတယ်ဆိုတော့အခုကျွန်တော်နားမလည်တဲ့အချက်ကတကယ်ပဲဘင်ဂျမင်ဆက်စကိုကိုအာဆယ်ကပူသဘောကျတာလားယော့ခရက်ကိုဘာကြောင့်မကြိုက်လဲဆိုတဲ့ချက်ယော့ခရက်ကဒါပေးတဲ့တော်တော်များများလည်းသိပြီးသားလက်ရှိကမ္ဘာပေါ်လောကရဲ့တကယ်ကို one of the hottest player ပဲသူရဲ့ current market ပေါက်ကြီးက85တန်းရှိတယ်ဘင်ဂျမင်ဆက်စကိုရဲ့ current market ပေါက်ကြီးက65တန်းဒီနေရာမှာကျွန်တော်တစ်ခုပဲကျွန်တော်စဉ်းစားတဲ့အချက်ပေါ့လေ ဗစ်တေယိုကရက်ကအခုလက်ရှိမှာ အသက်26နှစ်ရှိပြီလာမယ့်ဂျွန်လ2ရက်4ရက်နေ့မှာသူ28နှစ်ပြည့်မယ်အသက်26ရှိတဲ့ကစားမကဂျွန်4ရက်နေ့မှာ အသက်28နှစ်ရှိမယ်ယိုကရက်ကပြောင်းဖြွေကြီးအားဖြင့် Sporting Lisbon က65တန်းဆိုရင်ထွက်ခွင့်ပေးမယ်ဆိုတဲ့အချက်မှာ28နှစ်ပြည့်တော့မယ့်ကစားမတယောက်ကို အာဆင်က65တန်းပေးတာထက် အထက်တကယ်ပဲ request လုပ်တဲ့ search ကိုကိုသူတို့ပြောင်းလဲခေါ်ဖို့ကြိုးပမ်းတာကမှန်တယ်လို့ပဲပြောမလား။ဘာကြောင့်လဲဆိုတော့ Benjamin Sasko ရဲ့လက်ရှိအသက်က22နှစ်ပဲရှိတယ်။6နှစ်กว่าချားတယ်။ဆိုတော့ထားပါတော့65သန်းဖြစ်ပြီး ready made သုံးလို့ရတယ်။200ဒီကို twin ကို100လောက် twin ထားတဲ့ကစားမထက်စာရင် potential ရရောအသက်အရွယ်ရရောအားလုံးပို့ပြီးတော့ ပူကောင်းနိုင်မဲ့ Sasuke အထက်တာကသဘောကျတဲ့အတွက်တော့ဘိုးဘွဲကအဲ့ဒါကိုလိုက်ရိုးတာလားဒါပေမဲ့ပြောင်းရွှေ့ကြီးကြတော့ကွာမှာဗျာ Sasuke ဆိုရင်ကျွန်တော်တို့ life sick ကတန်း90လောက်ထိမျောလင့်ထားတဲ့အချိန်မှာဒီ Yokris က65တက်မရှိတယ်တန်း90ဆိုတော့တော့အခုကျွန်တော်တို့နောက်ဆုံးကြားတဲ့ report ဆိုရင် Benjamin Sasuke ကအခုဒဏ်ရာရတဲ့ပြဿနာပုံစံတစ်ခုကိုအကြောင်းပြပြီးတော့သူ့ကို life sick ရေချေဆောင်ပွဲတွေမှာထားခဲ့တော့သူကအပြောင်းရွှေ့အတွက်ဆွေးနွေးခွင့်ရမယ် ဒီနေရာမှာအာစနယ်အသင်းပါဝင်ဘယ်သင်းဆိုစိတ်ဝင်စားရင်ဒါချန်ကင်းစပြီးတော့စပြီးတော့သူ့ကိုအပြောင်းရွှေ့ထွက် transfer မှာကမ်းလှမ်းခွင့်ပေးတာကတန်း60 65တန်းတော့စမယ်အဲ့ဒါနဲ့စတီးကြီးနဲ့တက်သွားမှာပေါ့ဗျာနောက်ဆုံးသူတို့လူချင်းနဲ့90လောက်ထိမှန်သူတို့တင်းခံလာဆိုတော့22နှစ်ပဲရှိတယ်ဘန်ဂျမင်ဆက်စကူရဲ့ဒါမေ31ဆိုရင်သူကဒီဒါမဲ့31ဆိုတော့လေစနေနေ့ဆိုတာနဲ့ဘန်ဂျမင်ဆက်စကူက22နှစ်ပြည့်မယ် ယောကရက်စ်ကဂျွန်လ၄ရက်နေ့မှာ29နှစ်ပြည့်မယ်ဆိုတော့အနည်းဆုံးတော့2ယောက်ချားမှာ9နှစ်กว่าဟာတယ်အဲ့ချက်ကအဓိကအဆုံးဖြတ်ဖြစ်လာကျွန်တော်နားမလည်တဲ့အချက်ပေါ့ဒီဆိုတော့ကလပ်ရဲ့ဥတီချက်ကနီးပြပေါ်အပြည့်အဝယုံကြည်မှုပြီးပြီးနီးပြလူချင်းတဲ့သူကိုပဲရွေးချယ်လာလာအာစနယ်ပိတ်သက်တယ်ဘယ်လိုထင်ကြလဲကျွန်တော်တော့ထင်တာတော့လေယောကရက်စ်ကပူကိုသွင်းနေပူစည်းတက်တာမှန်သိတိုင်အောင်အထက်ထောက်သွားချင်တဲ့ set piece ဒီလုံးတဲ့အပိုင်းနေ နောက်တစ်ခုကအသက်အရွယ်အပိုင်းတွေအားလုံးဟာ your crest test စာရင် sesco ကိုသူတို့ပို့ပို့ပြီးတော့စိတ်ဝင်စားတယ်ဒါပေမဲ့ question က sesco ကိုတန်း90ထိပေးရမှာလားဒါဆိုတော့မတန်ဘူးမတိုင်းပြောတာ60 80ကတော့ကျွန်တော် i don't mind ပဲ benjamin sesco ကဒီရဒီမှာ55ပွဲကစား29တွင်69ဖန်တီးထားတယ် Jokers ကဒီရဒီမှာ52ပွဲကစား54ကိုအတွင်း73ကိုဖန်တီးထားတယ် အာဆန်ဘေးသက်တွေဘလို့မြင်ကြလဲကျွန်တော်တို့ကယူကရက်စီကရက်စရရပြီးတတ်မယ်ဆိုပြီးမျောလင်းထားပြီးမှချက်ချင်းကြီးကလပ်ကဆက်စကိုဘက်ကို ပြောင်းသွားတဲ့အချက်ပေါ်ကိုဘလို့ထင်လဲကိုမမဝေရောက်ပတ်ချက်ပြကြပါအားလုံးကျေးဇူးတင်ပါတယ်